ဗီဒီယားကဘလုံးရုပ်စုနဲ့ပါထိုက်တန်တယ်လို့ချီးကျူးလိုက်တဲ့ပေါ်တူဂီတင်းနီးပြဘော်နိုလောကမှာအောင်မြင်မှုတွေနဲ့တူကစားသမားတွေရဲ့တူဦးချင်းစုတွေအတွက်ခံမှန်းပြောဆိုမှုတွေကအမြဲတမ်းစိတ်ဝင်စားစရာကောင်းပါတယ်အထူးသဖြင့်ဒီတင်တာအကောင်းဆုံးကစားသမားစုဖြစ်တဲ့ဘလုံးရုပ်စုအတွက်ဘယ်ကစားသမားတွေရေပန်းစားမလဲဆိုတာပရိသတ်တွေကြားမှာအမြဲတမ်းငင်းပွားဖို့ရာခေါင်းစဉ်တစ်ခုပါပဲဒီညမှာတော့ပေါ်တူဂီလက်ရွေးစဉ်တင်းနီးပြရောဘတ်တိုမာတီနက်ရဲ့အငင်းပွားဖို့ရာချင်းမြင့်ချက်တစ်ခုထပ်ပေါ်လာခဲ့ပါတယ်သူကဘီအက်ဂျီတင်းရဲ့ကျဲပွင့်ကိုယ်လှယ်ကစားသမားဗီဒီယားဟာဒီနေ့ဘလုံးရုပ်စုအတွက်ထိတ်တန့်စကားတင်ကစားသမားတအုပ်ဖြစ်ကိုဖြစ်ရမယ်လို့ခိုင်မာပြောကြားလိုက်ပါတယ် ပေါ်တူဂီလေရွေးချယ်အသင်းကြီးပြမာတီညာဟာမနီယာကကစားခဲ့တဲ့ National League Semi Final ပွဲစဉ်မှာဂျာမနီကိုနိုင်ယူခဲ့ရမှာဗီတင်ညာရဲ့အဓိကကြတဲ့ခန့်ကန်တာကိုလည်းထုတ်တယ်အသိမဲ့ပြုခဲ့ပါတယ်။ဒီပွဲစဉ်မှာဂျာမနီတင်းကဂျယ်ဝင်ကစားသမား Florian White ရဲ့ဂိုးနဲ့ဦးဆောင်နေခဲ့ပြီးပေါ်တူဂီယာဖီအားအောက်ကိုရောက်နေခဲ့ပါတယ်။ဒီချိန်မှာနီပြမာတီနက်ကအပြောင်းလဲတစ်ခုအနေနဲ့ဗီတင်ညာကိုပွဲချိန်58မိနစ်မှာလူစားဝင်ရောက်စေခဲ့ပြီးဗီတင်ညာရဲ့ကွင်းထဲဝင်ရောက်လာမှုကပွဲအခြေအနေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တာကိုစစ်စစ်လေးလေးမြင်တွေ့ခဲ့ကြရပါတယ်။ဗီတင်ညာကကွင်းလမ်းမှာပေါ်တူဂီကိုဘောလုံးပိုက်ဆိုင်မှုနဲ့ထိတ်ထုတ်မှုပြန်လည်ရရှိအောင်အကြီးအကျယ်ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ဆွမ်းဆောင်ရည်ကြောင့်ပေါ်တူဂီတင်းရဲ့ကစားကွက်ဟာပုံမတည်ငြိမ်ပြီးထိရောက်လာခဲ့တာကြောင့်နောက်ဆုံးမှာတော့ပေါ်တူဂီကဂျာမနီကိုနှုတ်ကုတ်ကိုနဲ့အနိုင်ယူခဲ့ပြီးဒါဟာ2000ပြည့်နှစ်နောက်ပိုင်းဂျာမနီကိုပထမဆုံးချိန်ပြန်လည်အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်ဒီလိုသမိုင်းဝင်အောင်ပွဲမှာဗြိတိညာရဲ့ပါဝင်မှုကအဓိကကျတယ်လို့နီပြမာတီနာကထူးချီးကျူးခဲ့ပါတယ်ဗြိတိညာက2014-2015ဘောလုံးရာသီတစ်လျှောက်လုံးမှာအကောင်းဆုံးကွေးလိုက်ကစားသမားတွေကတူအုပ်ဖြစ်ထွန်းတောက်ခဲ့ပါတယ်သူကပီအက်ဂျီတင်းမှာဖေဘီယန်နူနဲ့ပေါ်တူဂီလူငယ်ဂျပွင့်ဂျာအိုနီဘက်တိုနဲ့အတူတောက်မတ်ဖွဲ့ကောင်းတဲ့ကွင်းလယ်၃ယောက်တွဲကိုဖွဲ့စည်းနိုင်ခဲ့ပြီးတိုင်ပန်အသင်းအများစုကိုလွှမ်းမိုးထုတ်ကန်နိုင်ခဲ့ပါတယ် ကွင်းလယ်မှာသူ့ရဲ့ပိုင်နိုင်မှုပေါ်လုံးဖြန့်ဝေမှုနဲ့တိုင်မက်ရဲ့တိုက်စစ်ကိုဖျက်တောက်နိုင်မှုတွေကပီအက်ဂျီတင်းရဲ့အောင်မြင်မှုတွေမှရှိမဖြစ်ရေးပါခဲ့ပါတယ်။သူ့ရဲ့ကြီးမားတဲ့တက်ရောက်မှုတွေကပီအက်ဂျီကိုသမိုင်းဝင်ဆူပလာအားလုံးကိုတင်ပိုင်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ပြည်ရင်းလီဖလားဖလားချန်ပီယံရှစ်ဖလားတင်းဒီဖလားစားတဲ့ဆူပလာတွေပြင်အထူးသဖြင့်ချန်ပီယံလီဘောလူပွဲမှာအင်တာမီလန်ကို၅ဂိုးကိုရှိနေတဲ့အပြတ်အသတ်နိုင်ရရှိခဲ့တဲ့ပွဲမှာဗီတညာရဲ့ခြေစွမ်းကမတိမတာရေးပါခဲ့ပါတယ်။ဂျာမနီကိုနိုင်ရရှိပြီးတော့ဗီတညာကိုဘလုံးရုပ်စုတွေထောက်ခံမလားလို့သတင်းတောက်တွေကမေးမြန်းခဲ့ရမှာမြပြမာတီနက်ကဗီတညာဒီယာကြီးမှာလုတ်ပြခဲ့တဲ့အရာတွေတခုတည်းနဲ့တင်ပြောရမယ်ဆိုရင် ျွန်တော်တို့လည်းလုံးဝတန်ဆရာဖြစ်စရာမလိုပဲဘလုံးရောစုခူးတင်ပါလေလို့ခိုင်မာပြောကြခဲ့ပါတယ်သူကဆက်လက်ပြီးသူက BG တင်စူပလာတွေအကုန်လုံးအနိုင်ရရှိဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ကစားသမားတို့ဦးပါ BDN ရဲ့ကစားဟန်နဲ့ထိရောက်မှုရာသူကဘလုံးရောစုချီမိခံတိုက်တယ်လို့ကျွန်တော်ထင်ပါတယ်လို့ချီချူးပြောဆိုခဲ့ပါတယ်မိဘတို့ရဲ့ဒီလိုတိုက်ရိုက်ထောက်ခံမှုဟာကစားသမားတို့အတွက်ကြီးမားတဲ့စိတ်ဓာတ်ခွန်အားဖြစ်စေမှာတေးကြပြီးဘလုံးရောမဲ့ပိတ်သူတွေအတွက်လည်းစဉ်းစားကြရဖြစ်စေပါတယ်25နှစ်သား BDN ကိုလာမယ့်ဒီနေ့ကနေမှာပေါ်တူဂီတင်းဟာကျန်တဲ့ Nationally Final ပွဲမှာနောက်တစ်ကြိမ်မြင်တွေ့ရမှာပဲဖြစ်ပါတယ် Nationally ပြီးတာနဲ့သူဟာဇွန်လ14ရက်နေ့မှာကစားမယ်။ကလပ်ကပဖလားပြိုင်ပွဲအတွက်အမေရိကန်မှာရှိတဲ့ PSG တင်းနဲ့ပူးပေါင်းမှာပဲဖြစ်ပါတယ်။ဒီလိုရေးပါတဲ့တန်ပွဲကြီးဒီမှာသူရဲ့ခြေစွမ်းပြမှုတွေဆက်လက်ပြီးမြင်တွေ့ရအောင်မှာဖြစ်လို့ဘရွန်ရော့ဆုတဲ့သူရဲ့ဖြစ်နိုင်ခြေကတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။မီလက်မာတီနာရဲ့ထောက်ခံမှုကဗီတင်ယာအတွက်လမ်းစာတစ်ခုဖွင့်ပေးခဲ့ပြီလားဆိုတာကိုတော့ဒီနေ့ကုန်မှာအဖြေတည်ရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့ကတော့